ဝေဖန်သူတွေကိုသတိထားစီခြင်းနဲ့အောင်တရားစွဲဆိုမှုတစ်ခုနဲ့တည်ပေးလိုက်တဲ့မနီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ပရိသတ်ချစ်တဲ့ဆယ်လီတယောက်ဖြစ်တဲ့မနီကတော့ဝေဖန်တဲ့ပရိသတ်တွေကိုတိမခံနိုင်တော့လို့တရားစွဲဆိုမှုတွေစတင်လုပ်ကိုင်လိုက်ပြီးလည်းဖြစ်ပါရစေ။မနီကတော့ဟာသတွေပြောတတ်လုံးလို့ပရိသတ်တရဲ့ချစ်တော်ဆယ်လီတယောက်ဖြစ်နေရလည်းဖြစ်ပါရစေ။နေတိုင်းပြောဆိုပုံတွေကြောင့်ပရိသတ်ချစ်ကိုပြေဝရထားပေမယ့်ဝေဖန်သူချို့ကလည်းရှိနေသေးပါပဲ။ပရိသတ်ချို့ကတော့မနီရဲ့နောက်ကျောင်းတွေကိုပြန်ဖို့ပဲ ဝေဖန်တိုက်ခိုက်နေကြသလိုအခုဆိုရင်အခြေအေကိုထုတ်ပေါ်ပြသတယ်လို့ဝေဖန်မှုတွေပြင်းထန်နေပြီလည်းဖြစ်ပါရည်။ဟာတာပုံစံလေးနဲ့ပရိသတ်တွေကိုရှီမောအောင်လုပ်ပေးနိုင်ခဲ့ပေမယ့်ကြည့်မြရတဲ့ပရိသတ်ကျတော့သူ့ရဲ့အရှင်အိမ်အောင်ကျောင်းတွေကိုပြန်ဖို့ရင်းနဲ့ဝေဖန်ခဲ့တယ်လို့လက်ရှိခြေရေးကျောင်းလေးအပြင်းထန်ဝေဖန်ခံရပြီလည်းဖြစ်ပါရည်။မင်းကတော့မကြသေးခင်မှာသူ့ရဲ့ခြေကိုတရားဝင်ထုတ်ပြလာခဲ့တာပါအရှင်အမျိုးသားတယောက်နဲ့လက်ထက်ခဲ့ဖို့ပေမယ့်အခုကတော့စိတ်ကူးပြောင်းပြီးတော့ထရက်စမန်တယောက်ကိုချစ်သူဖြစ်ရွေးချယ်လိုက်တာလည်းဖြစ်ပါရည် မင်းကတော့ပြိသက်တွေသဘောတူနေတဲ့ပညာကိုပလစ်ပြီးချစ်သူကိုထုတ်ပြလာချိန်မှာတော့ပြိသက်တွေကြောင့်မှဝေဖန်မှုတွေမြင့်တက်နေကြတာပါမင်းကတော့ချစ်သူလေးနဲ့နှစ်ဆက်လေးနဲ့ပြည့်ဝင်းနေလေးမှာသူတို့နှစ်ယောက်ရဲ့ချီးကိုပြိသက်တီအောင်ချပြခဲ့တာလေးဖြစ်ပါရင်မင်းရဲ့ချစ်သူကတော့ပြိသက်တွေကြားထဲနမည်ကြီးခဲ့ဖို့တဲ့ကောင်းစင်မင်းမှာကောင်းစင်မင်းကတော့ NGBD တွေမှာတတိရှိသူတယောက်ဖြစ်တယ်လို့အမိုက်စားဖြစ်အောင်နေထိုင်သူလေးဖြစ်ပါရင်သူ့ဘဝရဲ့ဖြစ်တည်မှုကိုရောင်းဝဝလုံးမနေဘဲနဲ့သူဖြစ်ချင်တဲ့ပုံစံတိုင်းကိုအမိုက်စားဖြစ်အောင်ဖြူပြင်ပြောင်းလဲနေထိုင်သူလေးဖြစ်ပါရင် အမိုင်စာထရက်စပန်ကောင်းလေးတယောက်ဖြစ်နမည်ကြီးနေတဲ့ကောင်းစင်မင်းကတော့အခုချိန်မှာမင်းင်းနဲ့ချစ်သူတွေဖြစ်နေပြီဆိုတဲ့တဲ့ရင်ကပရိသတ်တွေကြားမှာပြောစရာဖြစ်ခဲ့တာလေးဖြစ်ပါရင်ပရိသတ်တွေကတော့သူတို့နှစ်ယောက်ရဲ့ချစ်ချင်းတရားကိုဘာမှမပြောချင်ပေမဲ့ခြံခုံပြီးတွေ့တာလားစနိုက်တာလားဆိုတာကိုတော့သိချင်နေကြတာလေးဖြစ်ပါရင်ကောင်းစင်မင်းကအရှင်ကချစ်သူကောင်းမလေးတို့ကလည်းတက်တက်လို့ချစ်ပြခဲ့ပူပါရင် မင်းမင်းမရှိရင်တက်မရှင်နိုင်တဲ့ဒီအခြေအေးမှာကြူပြခဲ့တဲ့ကောက်စင်မီဟာအခုမင်းင်းနဲ့တွဲနေတာငွေမဲ့လို့လားဆိုတဲ့ဝေဖန်တဲ့နေထွက်ပေါ်ခဲ့တာလေးဖြစ်ပါရည်ပြိတ္တတရဲ့ဝေဖန်မှုတွေဟာဒါတွေတည်းမပြီးသေးပါဘူးနော်ကောက်စင်မီကပဲငွေချူဖို့ကတားလားမင်းင်းကပဲစနိုက်ကြော်ခဲ့တာလားဆိုပြီးတော့ထင်ချေးပေးရင်းနဲ့ပြောဆိုနေကြတာလေးဖြစ်ပါရည်တတလုံးမှာမင်းင်းရဲ့ခြေအကြောင်းကအဟောဆုံးပါပဲသူ့ထက်ရေးကြီးတဲ့တင်းနေတောင်မှသူ့လောက်မပေါက်ခဲ့တဲ့အထိကိုပြိတ္တတရဲ့စိတ်ဝင်စားခြင်းကိုခံနေရတာလေးဖြစ်ပါရည် ။နီလဲမျိုးစုံနဲ့ဝေဖန်တိုက်ခိုက်ခံနေရတဲ့မင်းနေကတော့အခုဆိုရင်ဝေဖန်မှုတွေကိုတိမခံနိုင်တော့တယ်အစုံမှာငကားမဲတိအောင် မောက်ထောင်ပြလိုက်ပါပြီ။မင်းနေကတော့ဝေဖန်တာကိုလက်မခံနိုင်ဘူးဆိုတာကိုပြစ်သက်တိအောင်ပြောပြလာခဲ့တယ်လို့ဝေဖန်တိုက်ခိုက်သူတွေကိုနောက်မလို့ရအောင်တရားစွဲဆိုခဲ့ပြီးလည်းဖြစ်ပါတယ်။မင်းကတော့သူ့ရဲ့မဟုတ်မမှန်အကြောင်းတွေကိုရှောက်ဖြတ်နေတဲ့သူတယောက်ကိုတရားစွဲဆိုဖို့ပြင်ဆင်လိုက်ပါပြီ။အဲမျိုးသမီးကသူ့ရဲ့ပုံတွေယူသုံးပြီးတော့မဟုတ်မမှန်တဲ့တင်းနေနဲ့နာမည်ပြတ်အောင်လုပ်နေသူဟာ မနေ့ကတော့ဘလို့ကြောင်းနဲ့တိုက်ခိုက်ခင်ရတယ်ဘသူကတိုက်ခိုက်တယ်ဆိုတာကိုချောင်းပြသေးပေမယ့်ဝေဖန်သူတွေကိုဘလို့တုတ်ပြန်မလဲဆိုတာကိုပြိတက်တီအောင်ထုတ်ဖော်ပြလိုက်ပြီးလေးဖြစ်ပါတယ်လက်ရှိမှာသူကိုပြင်းထန်တဲ့ဝေဖန်နေသူတွေလည်းတရားစွဲဖို့ပြင်းနေတယ်လို့အဲ့လိုမဟုတ်မမှန်ဝေဖန်သူတွေကိုလည်းနောက်ထပ်တရားစွဲမယ်ဆိုပြီးတော့ပြက်ပြက်သားသားတုတ်ပြန်လာခဲ့ပြီလည်းဖြစ်ပါတယ်။မနေ့ကတော့တိုက်ခိုက်နေသူတွေကိုစကလုံးနဲ့မတုတ်ပြန်မင်းလက်တွေ့တုတ်ပြန်ခဲ့ပြီလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခုလိုစစ်ဝေးစားပွဲတရင်ကြောင်းရတွေပြင်း နောက်ထပ်လည်စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းကြောင်းရာရင်းနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။